အရဟံဆိုတဲ့နေရာမှာအရဟံလို့အတန်လေးကိုဖတ်ပြီးတော့အရဆိုတာဒီယန္တူတွေယန္တူတွေကိုဟဆိုတာချိန်ပုံပြီးသားအနိုင်ယူပြီးသားဖြစ်တယ်ယန္တူဆိုဒီမှာဘသူကို ပြောတာလဲလို့ဆိုကိလေသာတွေကိုပဲပြောတယ်ကိလေသာကမှတကယ်ယန္တူအစ်စ်လေးငရဲချတာက ကိုကိုလာပြီးတော့ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ယန္တုမဟုတ်ဘူးကိုယ်ရင်ထဲမှာဖြစ်တဲ့ကိုမွေးထားတဲ့ဒေါသဆိုတဲ့ယန္တုလောဘဆိုတဲ့ယန္တုမောဟဆိုတဲ့ယန္တုကကိုယ်ငရဲချတာသူလောက်ကိုယ်ဒုက္ခပေးတာရှိမှမရှိတာအပြင်ဘက်ကလူကဒုက္ခပေးတယ်ဆိုတာယမယံခါသာပေးလို့ရတာလေအဲ့တော့ဒုက္ခပေးလို့ယန္တုလို့ခေါ်မယ်ဆိုလို့ရှိရင်အမြဲတမ်းကိုယ်ဒုက္ခပေးနေတာဘယ်သူလဲလို့မေးရင်ကိလေသာတွေပဲ အဲ့တော့ကိလေသာကယန္တုအစ်စ်ပဲစင်ညရတာဘုသူကြောင့်သူ့ကြောင့်အစင်မပြေဖြစ်ရတာဘုသူကြောင့်ပျော်မဆိုမတွေဖြစ်တာဘုသူကြောင့်သူ့ကြောင့်ဟောအလုံးလောကကြီးမှာမဖြစ်ချင်တာတွေဖြစ်နေတာဘုသူကြောင့်သူ့ကြောင့်ဟောသူ့လောက်ကိုယ်ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ပဲရှိမလဲနော်မုန်းစရာကောင်းတဲ့ယန္တုအစ်စ်ဟာကိုယ်ရင်နဲ့နှလုံးထဲမှာ ဖြစ်နေတဲ့လောဘဒေါသမောဟတွေသာဖြစ်တယ် အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ယန္တူတွေကိုအနိုင်ယူပြီးတော့ဖယ်ရှားပစ်ပြီးသားဖြစ်သောကြောင့်အရဟံအဲ့ဒီစကလုံးကပါဠိမှာအရိဟနအရိဆိုတာယန္တူကိုခေါ်တဲ့ဟဆိုတာဖြစ်စီထားတာဖြစ်စီပြလိုက်တာယန္တူတွေကိုခြေမုံပြလိုက်တာအဲ့တော့အရိဟကနေအရဟံဖြစ်လာတယ်လို့ဒီလိုဆိုထားတာအဲ့တော့ အဲ့ဒီစေလုံးပြောင်းလဲမှုတွေကိုအသာထားအရဟံမိမိကိုဒုက္ခပေးနေတဲ့ကိလေသာယန္တူတွေကိုအာလုံးအနိုင်ယူထားပြီးသူ ဖြစ်တယ်ယူထားပြီးချင်းကိလေသာအာလုံးကိုခြေမုံပြီးဖြစ်ချင်းယန္တူမရှိတော့ဘူးလို့ဆိုလိုတယ်ဖះယန္တူမရှိဘူးဆိုဒေဝဒတ်တို့ဘယ်သွားထားတော့လို့မေးကောင်းပေးလိမ့်မယ်အပြင်ယန္တူအဲ့ဒါနော်ဖះမှာကိလေသာယန္တူဆိုတာမရှိတော့ဘူး လုံးဝမရှိတော့တာအတွင်းရံအပြင်းရံဒါကြောင့်မလို့အရဟံကိလေသာယံသူတွေကိုချိန်မုံဖြတ်စီပြီးဖြစ်သူလို့ဒီချိန်မုံဖြတ်စီခြင်းလို့ဒီအဓိပ္ပာယ်ဟာဒုတိယအဓိပ္ပာယ်တစ်ခုလို့